အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပီးလိုက်ရပါတယ်။အဲလက်ရှိမှာတော့ကျွန်တော်တို့ Manchester United အကြောင်းလေးဒီနေ့ညနေမှာကျွန်တော်နေနေဒီ daily ဆွေးနွေးရအောင်ပေါ့နော်။ အဲ့တော့ကျွန်တော်ရဲ့ personal အမြင်လေးတွေကိုကျွန်တော်ပြောပြခြင်းနဲ့လက်ရှိမှာထုံးဝမ်းနိုင်ဒါ United အသင်းရဲ့ဒါကျွန်တော်တို့နည်းနည်းလေးဒါစိတ်အဆင်မပြေနည်းနည်းလေးစိတ်နည်းနည်းမ okay တာနဲ့ဒါကျွန်တော်တို့လက်ရှိမှာ United အသင်းရဲ့ဒါ dressing room ရဲ့ဓာတ်ပြားဟောင်းတွေဆက်လက်ပြီးတော့ထွက်ပေါ်လာခဲ့ပြန်ပြီဖြစ်ပါတယ်။ဒါတွေကတိတ်ပြီးတော့ထူးဆန်းတဲ့အရာတကူမဟုတ်ဘူးဆိုတာအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ဒါကြောင့်မို့ဒါကိုတော့ကျွန်တော်နည်းနည်းလေးအဓိကဆွေးနွေးဖို့လိုလာလိမ့်မယ်။အထုံးဝမ်းနိုင်ဒါကျွန်တော်လက်ရှိဒီပွဲပြီးသွားတဲ့ချိန်မှာထုံးဝမ်းနိုင်ဒါကျွန်တော်ယုံကြည်ရတဲ့ source တွေစီကနေဆက်လက်ပြီးတော့သတင်းတွေတကူထွက်ပေါ်လာခဲ့တယ်။ အဲ့တော့လက်ရှိမှာ Ruben Amorim ရဲ့3 4 3ကအသင်းနဲ့လုံးဝအံဝင်ခွင့်ချက်မဖြစ်နေတာကိုဒါကျွန်တော်တို့နီးပြအနေနဲ့ဆက်လက်ပြီးတုံးနေတာကိုဒါကျွန်တော်တို့လက်ရှိကစားသမားတွေလုံးဝမချိုက်ဘူး။ဒါပြင်ကျွန်တော်တို့ဒီကစားသမားကဟိုနီးပြအနေနဲ့ဒီအကွက်ကဒါကျွန်တော်တို့အလွန်ကျွံလူရာထက်ပို့ပြီးတော့နီးပြကိုယ်တိုင်ကဒီ3 4 3ဆိုတဲ့အကွက်ပေါ်မှာဒါကျွန်တော်တို့ အေးပေါ့ပေါ့ကို confidence ရှိလာကိုလွန်ကျ confidence ရှိနေတယ်ဆိုတဲ့ပုံစံမျိုးပြောလာခဲ့တယ်အဲ့တော့တိကျရမယ်ဒီအပိုင်းထဲမှာလည်းဒါကျွန်တော်တို့ Robert Garner ချိုကလည်းဒါကျွန်တော်တို့ Ruben Amorim ကိုဒါကျွန်တော်တို့သူတို့နည်းပြတင်ခဲ့တယ်အဓိကပြောခဲ့တယ်အကြောင်းအရကတော့သူတို့အနေနဲ့ဒါအဲ Ruben Amorim ကဒါလည်းရှိမှဒါကစားသမားကိုဒါမိနစ်ပြည့်မသုံးမနေဒါကစားသမားကို under the bus ထည့်တယ်ပေါ့နော်အဲ့တော့ ဒီနေရာမှာကျွန်တော်တို့ကရူဘန်အာမိုရင်းကိုကျွန်တော်ကကွယ်မှာတော့မဟုတ်ဘူး။ဘာလို့လဲရူဘန်အာမိုရင်းရဲ့လက်ရှိအမှားတွေကဖိုင်နယ်မှာအများကြီးအများကြီးရှိတယ်။ဒါပေမဲ့ United အကြောင်းကိုကျွန်တော်ပြောဖို့လို့ဆိုတော့ DDNA ကိုမကောင်းတဲ့ DNA တစ်ခုကို United အသင်းလုံးဝကိုထုတ်ပယ်ထားမှရတော့မယ်လို့မြင်တယ်။ ယူနိုက်တက်အသင်းတွေနဲ့အခုလက်ရှိမှာဒါကျွန်တော်နီးပြအလီလီပြောင်းလာခဲ့တယ်ကျွန်တော်ဒါမမရဒေးဗစ်မူယက်စ်ကနေခုရူဘင်အာမိုရီဂျာရဗာအရစ်ဒန်အိုလီဂါနာဆူရှာဒါကျွန်တော်တို့ရာဖီရင်နစ်ဒါကျွန်တော်တို့လက်ရှိအမျိုးမျိုးပေါ့နော်နီးပြအများကြီးပြောင်းလဲလာခဲ့တယ်မပြောင်းလဲတာတခုရှိတယ်အဲ့ဒါကဘာဆိုကစားသမားတွေရဲ့စောက်ချက် ဇာသမားအနေနဲ့ခုလက်ရှိမှာကြာလီကြာလီတို့အနေနဲ့ဒါအသင်းနဲ့အဆင်မပြေဘူးတို့ကစားကျင်တဲ့ပုံစံမှာကစားလို့ကစားလို့မရဘူးဆိုရင်ဒီနီးပြကဆောက်တော့မကြောက်ဒီနီးပြဒါအဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးနဲ့ထွက်လာခဲ့တယ်။ဒါကနောက်ဘယ်လိုပဲနီးပြအတွက်ရေကုန်ရေကန်းတိုက်ပွဲဝင်တာထက်ပုံစံမျိုးဆက်အခုမှကျွန်တော်ဒါခင်ဗျားတို့အင်စာပြရမယ်။ ခမောက်တင်းနဲ့ကျွန်တော်တို့တင်းနဲ့နှိုင်းရှင်တာမဟုတ်လုံးဝဘာမှမဆိုင်ဘူး United က United ဥရောပရဲ့ဒါ American England အသင်းအောင်မြင်ဖြစ်လက်ရှိမှာနောက်ဆုံးဒါ NG Boost ကလူအခုချိန်ဒါကျွန်တော်ပြဿနာတွေနဲ့တက်နေတဲ့အချိန်မှာနီးပြကိုနောက်ကနေပြီးတော့အပြည့်အဝဒါကစားသမားတွေထောက်ခံပေးခဲ့ကြတယ်ဒါတိကျတယ်မှာဒါအခုလက်ရှိအချိန်မှာ Spa အသင်းဒါဝစ်လဲကန်းတော့ဘာပြဿနာမှမကြားမိတော့လက်ရှိမှာကျွန်တော်တို့တင်းနဲ့ခမောက်တင်းအတူတူပဲ အစစ်စကြောက်စကောမယ်ယူရိုပါလိဖိုင်နဲ့တက်တာချင်းတူပဲလက်ရှိမှာခြေစွမ်းနေတာယူပတ်နေတူပဲနီးပြောက်တာပြိတ်သက်တွေဟောအဲ့ပေါ့ခမရတော်မှာနီးပြောက်ပြိတ်သက်နားလဲပြီကျွန်တော်နီးပြောက်ပြိတ်သက်ဝိုင်းဆိုင်အချိန်မှာနီးပြောက်ကိုကျွန်တော်တို့တောင်မှပြိတ်သက်တွေတောင်မှနီးပြောက်အနောက်မှာမရှိတဲ့အချိန်မှာကစားသမားတွေကိုယ်တိုင်ကနီးပြောက်ရဲ့အနောက်မှာရေရေတင်းတင်းရှိပြီးခဲ့ကြတယ် United အသင်းစီကဒီလိုမျိုး DNA လိုတယ်ကျွန်တော်ပြောချင်တာစပါးလိုကစားသမားဘာညာပြောတာမဟုတ်ဘူးအရေးကြီးတာကနီးပြရဲ့နောက်မှာ banking ပေးဖို့လိုတယ်နီးပြဘာလုပ်ချင်လဲဘာဖြစ်ချင်လဲနောက်ဆုံးအချိန်ထိနီးပြကိုအပီးတိုင်နောက်ဆုံးပြနီးပြဆောက်တော့မကြဘူးဆိုရင်တော့မှနီးပြကိုသူတို့နဲ့ငါတို့နီးပြလုတ်ခိုင်းတဲ့အတိုင်ငါတို့အပြည့်အဝလုတ်တယ်ဆိုတဲ့ပုံစံမျိုးကိုတွောင်းရမယ် ဒါဟာလက်တလုံးဖြစ်နေတဲ့ပုံစံမျိုးအဲ United အနေနဲ့ခုလက်ရှိမှာဒါဟုတ်တယ်နီးပြရည်လည်းဒါအလီလီပြောင်းတယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်ပါ United နီးပြရည်ဒါပြောင်းလာဘာထူသွားလဲဘာမှမထူသွားဘူးဒီနီးပြရည်ခုလက်ရှိမှာ Rafael Ramirez ဆို Australia လူနေရာမြို့မှာလည်းသူ့ဟာသူအလုပ်ဖြစ်နေတယ်ဒါကျွန်တော် United ကထွက်သွားတဲ့နီးပြတချို့သူ့ဟာသူအဆင်ပြေတဲ့တယ်မှာအများကြီးပါတယ် Everton ဟာဆိုခုလက်ရှိမှာ Leverkusen နီးပြပြီးတော့ Leverkusen နဲ့ဂျားတဲ့မှာအောင်မြင်မှုရသွားခဲ့မယ်ဆိုရင် Everton ကဒါကျွန်တော်ဘလူးနေထိုင်အဲ့တော့လက်ရှိမှာ United ပြည်သက်တည်းရဲ့အခုလက်ရှိပြဿနာနောက်တစ်ခုကပါလဲဆိုတော့ reminisce ပေါ့နော်ဒါကျွန်တော်တို့အရင်အဟောင်းကိုပြန်တက်တက်တဲ့အချင်းရှိတယ်။ Oligana Socia တုန်းကလည်း Oligana Socia အလေးရောက်တာ United ပြည်သက်တွေဒါအခုအဲ့တော့ Oligana Socia ကိုထိတ်ဆုံးကဆိုင်တာလည်း United ပြည်သက်တွေဖြစ်တယ်။ဒီနေရာမှာဒါကျွန်တော်တို့လက်ရှိ Eric Dan ဟာလည်းဒီတိုင်းမှာ Eric Dan ကိုရှေ့ဆုံးကဆိုင်အခုချိန်မှာဒါ Eric Dan တနည်း flat လုံးယူရဆိုတဲ့ leader တစ်ခုပြန်ပြောင်းလာခဲ့တယ်။ United ပြည်သက်တွေအနေနဲ့အခုလက်ရှိပြည်သက်က of course ကိုအသင်းမအောင်ကိုအသင်းအဆင်မပြေဘူးဆိုတော့အကုန်လုံးကဒါ blame ကြပါဒါနားလေလူကြီးอ่ะဒါပေမဲ့လက်ရှိမှာ ပလေယာတွေကဒါကြီးကိုပြောင်းလဲဖို့လုပ်တယ်ဒီမန်တလတီကိုပလေယာတွေဘက်ကအများကြီးအများကြီးပြောင်းလဲဖို့လုပ်တယ်ပရိသတ်နဲ့ပလေယာနဲ့ခွာတယ်ဒါကိုကျွန်တော်ဒီစီမင်းစီကောင်အဓိကဒီ one pass ဆိုတော့တစ်ချိုးတစ်ကိုဒါကြီးကလုံးဝနားလဲဖို့ရတယ် ကစားသမားကနီးပြကိုယုံကြည်မှုဆုံးရှုံးတာ ਨੇ ဒါကျွန်တော်ပြိတက်ကနီးပြကိုယုံကြည်မှုဆုံးရှုံးတာ ਨੇ ဘဒူကပူဆိုးလဲဆိုကစားသမားကနီးပြယုံကြည်မှုဆုံးရှုံးရင်ဘာမှလုပ်လို့မရဘူးဘာလို့ကစားတဲ့ကောင်ကကွင်းထဲမှာကျွန်တော်တို့ပြိတက်တွေကကွင်းထဲကအော်ပြီးလို့ပဲရမှာတကယ်ကွင်းထဲကကစားတဲ့ကောင်ကပူပြီးအရေးကြီးတယ်အဲ့တော့ပြောချင်တာကဗျအခုလက်ရှိမှာပြိတက်တွေဘလောက်ပဲဘာပဲပြောပြောတကယ်နဲ့တာဟုတ်ပါဘူးโอเค ငါတို့အနေနဲ့အခုလက်ရှိမှာပြိတ္တတွေပြောနေမှာငါနောက်ဆုံးချိန်ထိကြိုးစားရှင်းရှင်းလေးပြအခုလက်ရှိမှာရူဘင်အာမိုရင်ဒါဆောက်တော့မကြောက်ဘူးဆိုတဲ့စကားတခုတည်းဒါပေမဲ့ရူဘင်အာမိုရင်လက်ရှိမှာဒီအသင်းကိုယူရိုပါလိဖိုင်နယ်ရောက်အောင်ထုတ်လာခဲ့တယ်ဒီကစားသမားတိုင်းကလမ်းပြန်ထွက်နေတဲ့ခြေစွမ်းတစ်ခုပြတ်ပနေပြီ at least ပြ at least အသင်းကကစားသမားရဲ့အကုန်လုံးကဒါကျွန်တော်တစ်ခုလုံးမတစ်ခု significant ကိုပြနေရမှာလူပြောများတဲ့ကစားလူပြောခံများတဲ့ကစားသမားတွေတို့အနေနဲ့ဒီလိုမျိုးပွဲစဉ်တွေမှာပို့ပြီးတော့ proven လုပ်ပြမယ်ပွဲစဉ်တစ်ပွဲဆိုတော့လုံးဝငင်းစရာမလိုဘူး ဲ့တော့ပြောချင်တာက United ကစားသမားတွေကဒါပွဲလဲပြီးသွားဟာအတမငါတို့ကဖြစ်တယ်ညဖြစ်တယ်သူအတမတခုလက်ရှိမှာငါတို့ကမင်းနဲ့ကစားပါ Shut the fuck up I mean ကျွန်တော်ပြောဟာလာကျွန်တော်ပြောအဲ့တော့တခြားကြရတယ်ပြောတချို့ပြိတ်သက်တွေကရုံးနာပါသူအခု of course ပြိတ်သက်တွေအခုချိန်မှာအကုန်လုံးဘူးနေပါဒါပြိတ်သက်ကိုသွားပြောလို့မရအခုကျွန်တော်ပြိတ်သက်က confuse ဖြစ်နေပြီသူတို့အတင်ဘာဖြစ်နေလဲသူတို့အတင်ဘယ်ဖြစ်နေလဲသူတို့အတင်ဘာဖြစ်ချင်မှာဘဒူးမှသူတို့ကိုသူတို့လဲနေတဲ့နေရာမှာပါသွားပြီဒါကြီးကိုသွားပြီးခင်ဗျာသူသွားပြောလို့မရရင်ဒါဖြစ်သွားအဲ့တော့ ပြောကျင်တဲ့အတိတ်ပဲအခုလက်ရှိမှာသွားနေတဲ့စင်တွေရောပြိတ္တာကိုသွားပြီးခုချိန်ဘာလို့ပြိတ္တာအခုချိန်မှာအဆင့်16ယူရိုပါလိကိုဆုံးရှုံးထားတဲ့ပြိတ္တာတယောက်နဲ့ခမရအခုချိန်မှာအကုန်လုံးပေါက်ပွဲနေမှာဘာပြောပြောသူတို့ခမရပြောတဲ့ဥစ္စာတွေအကုန်လုံးခမရမီးပိုးဓာတ်ဆိုတာမီးလောင်နေတဲ့နေရာဓာတ်စီထည့်ပြီးတဲ့ပုံစံအတိုင်းပဲခမရသွားမှာပဲကျွန်တော်ပြတော့ပေါ့လားအဲ့ဒီ sense ကိုသွားမယ်အနေဒါတကူကျွန်တော်တို့ကဘာလို့မီးသွားမြိုင်ပေးဦးမှာလဲသိလား ပရိသတ်တွေကိုယ်တိုင်ကဒါကုနဲ့လက်ရှိမှာဒေါသထွက်နေချင်မှာကစားသမားတွေကိုယ်တိုင်ပရိသတ်ရဲ့နီးပြရဲ့နောက်မှာရှိမဲ့မဟုတ်ဘဲနဲ့အာဒီနီးပြဒါအခြေအနေမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးစတင်ပြီးထွက်လာခဲ့တယ်။ပူဆိုးမှာဒီ dressing room အနေနဲ့ဒီတက်အများကြီးပူဆိုးမှာအဲ့တော့တခါကြရင်ဗျာခုနပြောသူပဲဟို United အသေးလက်ခုလက်ရှိမှာခုနပြောသူခေါင်းစားခြေစုံနေနေကစားသမားတွေထုတ်ပြီးပြုတ်အဲ့ဒါဘာကြောင့်လဲပြဿနာတွေကဘာတွေလဲဘလူတွေလဲဒါတွေကတော်တော်ကြီးကိုနားလည်ရခက်လွန်းတဲ့ပြဿနာတွေဖြစ်လာခဲ့ပြီ လက်ရှိမှာ retro တို့ဘာပေါ်ပါလို့ဒါ linker တို့ virus ဆိုတဲ့ကစားသမားဆိုတဲ့ဥစ္စာတွေလည်းထွက်သွားခဲ့ပြီအခုလက်ရှိကြံတဲ့ကောင်ဒီလိုပဲ virus ပြန်ဖြစ်တာအဲ့တော့ united အသင်းမှာကစားရင်ကိုယ်တိုင်ကဒီကောင်တွေကဟာငါတို့ကငါတို့ united မှာကစားနေတာငါတို့ကဆရာကြီးတွေဆိုတဲ့ site ကိုဝင်သွားတာလားဆယ်လက်စွာကူစားကိကအဲ့လိုဆိုင်ကိုပြောချင်တာပဲဒေးဗစ်ဘက်ကန်လို့ကောင်းပြီးတော့မင်းဒိုးတော့မစ္စတာရိုက်လို့ကောင်းပြီးတော့မင်းဒိုးတော့ဝရနဒိုကောင်းဝရနဒိုလူမျိုးကိုရောက်ပြီးနောက်နှစ်မှာတော့ပြောတော့နောက်တစ်နှစ်ချမှာဖလားပြန်ယူပြရင်ဒီပြတယောက် ပြောကြည့်တာပြသည်လားဟို United အသင်းရဲ့ဒါဓာပြားဟောင်းကောက်ချိုင်းတစ်ခုလုံးကိုတော်တော်လေးကိုချင်းပြရမယ်အဓိကကတော့ကစားသမားရောင်းထုတ်လဲမြောက်ဒီ DNA ကြီးကိုချင်းပြမှရပါဗျာသိလားတရဲနေ DNA ကို target ဒီခုနကအားနေခုနကပြောဆိုဟိုလူကိုပစ်တင်ဒီလူကိုပစ်တင်ဒီပစ်တယ်ဝေဖန်ခြင်းညားမာကြီးအကုန်လုံးကို United အသင်းကစေးကြောအောင်ကျွန်တော်ပြောကြည့်တာဗကုလေးချင်းမှတက်ပါဟို sense of urgency ဆိုတော့အမြဲတမ်းရှိတယ်အသင်းတစ်သင်းက9ဂျင်စိတ်ဆိုတာအမြဲတမ်းရှိတယ် အခုချိန်မှာပဲကျွန်တော်တို့ကဒါပောက်ကွဲပြီးကျွန်တော်နောက်နေ့မှာပိုကောင်းမယ်လို့ပိုလုပ်မယ်ပြောမယ်စားဟာလက်ရှိမှာကျွန်တော်တို့ကဒါကျွန်တော်မိနစ်30ပဲဘာလို့ကစားလဲအခုလက်ရှိမှာကျွန်တော်တို့က3 4 3ကိုယုံကြည်ခြင်းမရှိဘူး United အခုလက်ရှိမှာအဲ့လိုသတင်းတစ်ခါထွက်ကျွန်တော်မြန်မာငွေဒေါ်လာပို့မြန်မာဒေါ်လာ100ရရပြီကျွန်တော်ခုချိန်မီလီယံနာဖြစ်နေပြီတည်တယ်ကျွန်တော်ဗျာအဲ့တော့ပြောချင်တာနီးပြတွေရဲ့အပြစ်လားဟုတ်ဘူးလို့ပြောတာပေါ့ဖိုင်နယ်မှာဘူဂရူပဲအာမိုရီရဲ့အပြစ်တွေအများကြီးပါတယ်ဒါဟာငြင်းစရာမလို့ဒါ100%လက်ခံလို့ရတယ် ဒါပေမဲ့ခုနကဘယ်တစ်ခုဖြစ်ပြီးနောက်ကနေပြတာပံ့ပိုးပေးမယ်ဘယ်လိုမျိုးတွေသွားမယ်နီးပြဘယ်လိုမျိုးတွေရှိတဲ့နဲ့ဘာညာဘရူနိုကျွန်တော်တိတလောက်အခုချိန်မှာဘရူနိုဖာနန်ဒက်စ်တယောက်ကလွဲလို့ရူဘွန်အာမိုရင်းကိုထွက်ပြီးတော့ဘဒူးမကာကိုဘရူနိုဖာနန်ဒက်စ်ဆိုခုနပြောသူပဲသူ့အနေနဲ့ဒါပေယောနပေါ်တူဂီသားချင်းချင်းမလို့ဒါကာကွယ်ပေးရဖြစ်ဒါပေမဲ့ပြင်စစားကြည့်ကျွန်တော်ပြောရသေးလားကျွန်တော်တို့မာသွားတယ်ကျွန်တော်တို့ညံ့နေဆိုပြီးဘဒူးခိမောက်လုတ်သွားတယ်ကျွန်တော်ပြောရသေးလား လူရှောလို့ကောင်းမပြောတော့လေအိုနာနာကျွန်တော်မှပြောလိုက်ရင်တော့တကယ်ကြီးစကယ်ကြီးအိုနာနာအသေးပြောတယ်တကယ်တမ်းကျွန်တော်မှရဲ့ responsibility ယူတယ်ဆိုအိုနာနာရဲ့ interview ခင်ဗျားကိုတွေ့ဘူးလားအခုလက်ရှိချိန်မှာကျွန်တော်မြင်ဘူးလားဆိုတော့ဒီ United အသင်းမှာ responsibility ရဲ့ Maguire ယူတယ် Bruno Fernandes ယူတယ်ဒီကောင်တွေတော့ဘာမှမပြောဘူးပြီး Instagram post တွေတင်မှာပြီးရင် agent တွေငိုပြပြီးရင်ဘာဖြစ်တယ်ညာဖြစ်တယ်လုပ်မယ်ဒါပဲခင်ဗျာအားနေ အဲ့ဒီ culture ကို United အကြီးအကျယ်ပြင်ဖို့လိုနေလာပါအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုကြည့်နေဆိုရင်တော့ Youth Sport Media 3.0ကျွန်တော်တို့ TV4 ကြီးတို့မှာကျေးဇူးစွာပေါင်းအကူအညီလိုရပါတယ်မြန်မာပြည်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးတို့ရဲ့ link ကိုထည့်ပေးထားခြင်းပဲကျွန်တော်တို့ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ် မြမိုင်းလည်းကလစ်ဖူမမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth for media 3.0 point join tv4 ကြီးတွေလင့်လေးတွေကိုထည့်ပေးထားကြပါကျွန်တော်ပြသကုန်ပြေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မြန်လေးလည်းကလစ်ဖူမမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နေရပါတယ်အားလုံးမကြိုးဒီမှာကျွန်တော်သောက်ကုန်ပြပါဗျကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့ဒီပါဗျ